ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့အောင်မင်္ဂလာ audiobook youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုရင်တော့စာရေးဆရာတက္ကသိုလ်နေဝင်ရေးသားထားတဲ့ဖုံမအိနာဦးလက်ဆွေဆွေစာအုပ်ထဲမှာအိနာဘက်ရွေးချယ်ခြင်းဆွေအကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အချိန်တန်ရွယ်ရောက်လို့အိမ်အောင်ပြုရန်စိတ်ကူးသူအမျိုးသားအမျိုးသမီးတို့အဖို့ ပထမဦးဆုံးရင်ဆိုင်ဖြေရှင်ရမယ့်ပြဿနာကမိမိနဲ့အရာသက်ပံဘဝကျင်ပေါ်ဖြစ်ပေါင်းဖော်ရမယ့်အိမ်နောင်ဘက်ကိုရွေးချယ်ရေးကိစ္စပင်ဖြစ်ပါတယ်။ဒီချက်ကအိမ်နောင်ပြုအန်ဆက်ဆဲလူငယ်တို့ရဲ့အရေးကြီးဆုံးကိစ္စလည်းဖြစ်ပါတယ်။ထို့ကြောင့်အိမ်နောင်ဘက်ရွေးချယ်ခြင်းနဲ့ပတ်သက်ပြီးမြန်မာလူငယ်မောင်မယ်တို့နဲ့အသင့်လျော်ဆုံးလို့ယူဆရတဲ့အကြံဉာဏ်များကိုတင်ပြလာရပါတယ်။အိနာပြုတ်ရေးတမမုံအိနာဘက်ရွေးချယ်ရေးကိစ္စမှာအချစ်ကအတိကမဟုတ်ပါလားလို့မေးဖွယ်ရှိပါတယ်။ဒါပေမဲ့အချစ်နဲ့အိနာရဲ့အကြောင်းကိုတိကျခံဖွင့်၍ ဆွေးနွေးရေးသားရဲ့အစီအစဉ်ရှိရတဲ့ဒီခန်းမှာအခြေသွုံမှုချက်ချင်းမြတ်တာအကြောင်းကိုသာချက်လက်ထားကအိမ်တော်ဘက်ရွေးချယ်ရဲ့အခြားသောရှုထောင့်များကိုတင်ပြပါမယ်။ပထမဆုံးဆွေးနွေးလိုသောအချက်မှာအသက်အရွယ်ပင်ဖြစ်ပါတယ်။ယောက်ျားလေးတယောက်သို့မဟုတ်မိန်းကလေးတယောက်ကအမည်သည့်အသက်အရွယ်မှာအင်နာပြုတင်ပါသလဲ။အင်နာပြုတဲ့အခါမှာယောက်ျားလေးနဲ့မိန်းကလေးတက်တူရွယ်တူဖြစ်တင်ပါသလား။သို့ဒီမဟုတ်အများလိုက်နာကျင့်သုံးနေကြသလိုယောက်ျားလေးကမိန်းကလေးထက်အသက်ကြီးတင်သလားအသက်ချင်းဘလောက်ထိကွာခြားတင်ပါသလဲ။ တဖန်မင်းကလေးကအသက်ကြီးပြီးယောက်ျားလေးကအသက်ငယ်နေတော့လေတူနဲ့တူမြတ်တာမျှပါကထိမ်းမြလက်ထက်ခြင်းမပြုထိုက်ပါသလားဒီမိကုံးများကိုအိမ်အောင်ပြုရန်စိတ်ကူးသူလူငယ်မောင်မယ်တိုင်းမေးချင်ကြပါရဲအဖြေသိချင်ကြပါရဲ့ ပါနာဗေရသိပ္ပံပညာသဘောတသက်အရာဆိုရင်တော့မိန်းကလေးများအသက်17နှစ်23နှစ်အရွယ်ရာသီသွေးတမတာစပေါ်၍ ovary လို့ခေါ်တဲ့သတိတည်နိုင်တဲ့အကျင့်များဖြစ်လာချိန်၌၎င်းယောက်ျားလေးများဖို့သတိမျိုးစေ့ဖြစ်လာနိုင်တဲ့ span ခေါ်တုပ်သွေးများစတင်ဖြစ်လာချိန်အသက်14နှစ်မှ16နှစ်၌၎င်းဖိုမားဆက်စင်၏အမှုကိုပြုနိုင်တဲ့အတွက်ထိမ်းများလက်ထပ်နိုင်ပြီလို့ဆိုရပါမယ်ဒါပေမဲ့ယေရှုတောင်တစ်ခုထဲမှာကြည်ပါကလူမျိုးဆက်ပြန်ပွားရေးအတွက်သတိတည်နိုင်ခြင်းကိစ္စ အထမြောက်ချင်းညာလင်းအထိပ္ပယ်ရတဲ့အတွက်ယောက်ျားနဲ့မိန်းမအင်အားထောင်ချင်းတည်ဟုသောအတူတကပေါင်းသိရဲ့အခြားမြောင်များစွာ ရှုထောင့်များဖက်မှ ပြည့်စုံပြည့်လည်နိုင်မည်မဟုတ်ချေဥပမာအရရောက်လာတဲ့အချိန်လူလားမြောက်ချိန်မှာလူလင်သောမလုံးမပြို့တူကခနာအိုကားပြင်သာအရွယ်ရောက်နေပြီဖြစ်လျက်စိတ်နေစိတ်ထားရတော့၎င်းသာသမီရပြီးမိခင်ဖခင်ရဲ့ဘဝတကယ့်အခြေအနေတို့ကိုရင်ဆိုင်ရ၎င်းအိမ်ထောင်ပြုတ်ပြီးကိုပွားကိုဖန်တီးရန်အလောက်ကိုင်းစီးပွားရေးအခြေအနေစသည်တို့၌၎င်းဘလို့မှအဆင်သင့်ဖြစ်အောင်မှာမဟုတ်ချေတနည်းအားဖြင့်တော့ခနာကိုကအရွယ်ရောက်နေလင်းကစားအခြားသောအခြေအနေများကအိမ်ထောင်ပြုတ်ရန်လုံးဝအချိန်မတန်သေးကြောင်းညွှန်ပြလျက်ရှိပါသည် နောက်တစ်ချက်မှာတော့ခနာကိုရဲ့ရုပ်ပိုင်းကအရွယ်ရောက်လာတဲ့အချိန်မှာများသောအားဖြင့်လူငယ်မောင်မယ်တို့မှာကျောင်းနိုင်ပညာသင်ကြားစီးပူးနေစေသို့မဟုတ်အတံမူဝန်းကျောင်းပညာတစ်ခုခုကိုလေ့လာနေစေအချိန်မျိုးဖြစ်တဲ့လျာမှာရင်းချိန်နေမှာမြည်သည့်နည်းနဲ့မြအိမ်တော်ပြုရန်မတင်သေးဟူ၍သာအပြေထွက်နေပါဗျ။အိန္ဒိယပြည်နယ်မင်းကလေးများအရွယ်ရောက်လျင်ရောက်ခြင်းအသက်၁၂နှစ်၁၃နှစ်ထိမ်းမြားလက်ထပ်ပေးခြင်းအလေးရှိရာကိုမြည်သို့ဆိုမြည်နီလို့ထောက်ပြနိုင်ပါ रे ။ တူရရင်ရင်အလေးထားကတချင်ကနိုင်ငံနဲ့လူမျိုးတို့အစဉ်လာရသဘောပြုလုပ်ချင်တာဖြစ်ပါတယ်။အရွယ်ရရောက်ချင်းအိနာပြုပင်းချင်းအပြင်ခနာကိုရဲ့ပါဏဗေဒသဘောအရဘလို့မှတိခတ်ခြင်းမရှိဘူးလို့လည်းဆိုနိုင်ပါတယ်။သူဖြစ်လင်ကစားအခုနောက်ပိုင်းခေမီတိုတက်လာတဲ့အိန္ဒိယပြည်မှာတော့မိန်းကလေးငငယ်ရွယ်ရွယ်အိနာပြုပင်းချင်းကလူမှုရေးဆိုင်ရာအခြားရှုထောင့်မှအားလုံးမှကြည့်ရမသိလျော်ကြောင်းသိမြင်သဘောပေါက်လာကြတဲ့အတွက်အဆိုပါအလေးကတနေ့တခြားလျှော်ပါလာပြီပဲဖြစ်ပါတယ်။ ရှင်းမြမာမင်းတို့ခေတ်ကပဲလင်သမီးကညာဆက်တဲ့ဆိုရရှိခဲ့ကြောင်းကြားဖူးကြပါလိမ့်မယ်။ဤဒီမှာလည်းအရွယ်ရောက်ခါစားကညာပြိုကလေးများရဲ့ဘရီဒရစ်ခေတ်ကရှင်ဘရင်အာမျက်နှာလိုမျက်နှာရပနာဆက်ချင်းသဘောမျိုးသားဖြစ်ပြီးခေရီစီကြောင်းပြောင်းလဲတွေ့တက်လာတာနဲ့အမျှရင်းလေးထကနောက်ဆုံးမင်းဆက်ကုန်းမောင်ခေတ်လောက်တွင်ပြောပလောက်အောင်မရှိတော့ကြောင်းတမိုင်းထောက်ထားများကအဆိုကြပါရယ်။ဒီချက်များကိုတင်ပြနေရခြင်းကမိန်းကလေးများအရွယ်ရောက်ခါစားခနာကိုဖွံ့ဖြိုးပြီးလူလားမျိုးစေကမှုအိမ်အောင်ပြုခြင်းကမတင်သေးကြောင်းဆိုလိုခြင်းပင်ဖြစ်ပါရယ်။ ဒီချက်ရဲ့တဖက်စွန်းကိုလည်းတဖန်ဆင်ခြင်သုံးသက်ကြည့်ရန်လိုအပ်ပါလိမ့်မယ်။ငငယ်ရရွယ်လက်ထက်ခြင်းမှမသိမ့်ဘူးလို့ဆိုရင်မိန်းကလေးများအသက်ကြီးကမှအပြိုကြီးပွားနဲ့အတန်ကြာနေပြီးမှလက်ထက်ရင်ကောင်းမလားလို့မေးဖွယ်ရှိပါရယ်။အသက်ရွယ်ကြီးကမှထိန်းများလက်ထက်ခြင်းသည်လည်းမကောင်းလားချင်းအိမ်အောင်ပြုလိုက်ပြီးဆိုရင်တဘာဝအလျောက်ပဒိတ်တရေတီတောင်းမွေးရတော့မှဖြစ်တဲ့အတွက်အရွယ်ကြီးရဲ့အပြိုဟိုင်းကြီးဖြစ်ခါမှအိမ်အောင်ပြုတဲ့အခါမှာခနာကိုတွင်တအိမ်စသီတို့ရဲ့ရင့်ရော်နေမှုတို့ကြောင့်ကိုဝင်ရှိသောအခါမွေးဖွားရခက်ခဲတတ်တယ်။ မွေးမက်ကလေးမှာထိခိုက်တတ်တဲ့မိခင်ရဲ့ကျန်းမာရေးအတွက်လည်းပို့ပြီးတော့ဂီယူဆရာပါတယ်။မိရဲ့နဲ့သားဖွားပညာဆိုင်ရာပါရဂူဆရာဝန်ကြီးများရဲ့အဆိုအရကလေးမျိုးဖွေးဖွားရ၌ချောမောလွယ်ကူခြင်းကအသက်ကြီးကြီးအမျိုးသမီးများထက်အမျိုးသမီးခက်ငယ်ငယ်များမှအများဆုံးတွေ့ရတတ်တယ်လို့ဆိုကြပါတယ်။တနည်းအားဖြင့်အင်တာဗျူးချင်းပြုလျှင် ခန့်ငငယ်အရွယ်မှာအင်အောင်ပြုတ်လိုက်တဲ့နဲ့ဆွဲသဘောပဲဖြစ်ပါတယ်။အသက်ကြီးလို့မှအင်အောင်ပြုတ်ရင်မကောင်းအရွယ်ရောက်ခါစားအပြုတ်ပေါ်ဝင်ချိန်မှာလက်ထရံမတင်ဘူးလို့ဆိုရင်မြည်သည့်အရွယ်နာအင်အောင်ပြုတ်တင်မှာတတိလို့ဆက်လက်ပြီးမေးထိုက်ပါချေပြီ။ရင်းမေကိုရဲ့အဖြေကိုကမယုံမလွန်အလေလက်အလောက်သာချိန်ဆဆုံးဖြတ်တင်တယ်လို့ဆိုရပါတော့မယ်။တနည်းအားဖြင့်အရွယ်ရောက်ခါစားအပြုတ်ပေါ်ဝင်စအရွယ်လဲလွန်ပါစေ။အသက်30ခန့်အပြုတ်ဟိုင်းကြီးဖြစ်တဲ့အထိလည်းမနေသင့်။ဈာကလာတင့်တင့်သောအချိန်ကိုရွေးချယ်တင်ပါတယ်။အသက်ပိုင်းခြားနဲ့ အကြံပေးရပါမူမြန်မာနိုင်ငံရဲ့အခြေအနေအရေးရပ်ကိုထည့်တွက်လျက်အမင်းကလေးများအိနာပြုတ်တဲ့အသက်အရွယ်မှာအသက်18နှစ်မှ25နှစ်ကြားအရွယ်ကအကောင်းဆုံးလို့အကြံပေးရပါမယ်။ဤဒီမှာလဲခံမှန်းချေအကြံပေးရသောအိနာပြုတ်တဲ့သောအသက်ရဲ့ပြင်းများချက်ပင်ဖြစ်ရမှာလက်တွေ့အဖြစ်မှုကသက်ဆိုင်ရာကာယကံရှင်ရဲ့အခြေအနေကိုလိုက်၍ဖော်ပြပါအသက်အရွယ်နဲ့အနီးကပ်ဆုံးအချိန်လောက်ဆိုရင်အိနာပြုတ်တဲ့လို့မှတ်ယူတင်ပါတယ်။မိန်းကလေးများအသက်18နှစ်မှ25နှစ်အရွယ်မှာအိနာပြုတ်ရန်တင်သည်ဆိုပါမူယောက်ျားလေးများအတွက်မြည်တို့တတ်မှတ်ပါမည်နီ။ ကြာကြာလေးများအတွက်ကအထက်မှာဖော်ပြခဲ့တဲ့ခန္ဓာကိုယ်အရွယ်ရလူလားများချိန်မှာဘွားခီးရှိရဲ့အတွက်ပညာသင်ကြားစီးပူးနေစေကာလဖြစ်သောကြောင့်လကောက်မိန်းကလေးတယောက်အားလေးဆက်ဆံမှုပြုနိုင်ပြီးတတိတီစေနိုင်ပြီးဖြစ်လင်ကစားခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကမရက်တန့်သေးပဲဆက်လက်ဖြစ်ပေါ်နေစေဖြစ်နေသေး၍လကောက်အိမ်နာပြုရန်ဆောလွန်လာပါသေးတယ်လို့ယူဆရပါမယ်အထူးသဖြင့်ကြာလေးမြည်သည်အိမ်နာဦးစီးဖြစ်စာဝတ်နေရေးတာဝန်ယူရတဲ့အတွက်ကြောင့်တန်မိုးအကြောင်းပညာဒါမှမဟုတ်အလौကိုင်းဝင်ငွေတကူရှိမှသာအိမ်ထောင်ရေးတာယာအဆင်ပြေနိုင်မယ်ဆိုတဲ့အချက်ကိုပါအလေးနက် ဲ့သွင်းပြီးတော့အစဉ်စားရမှာပဲဖြစ်ပါတယ်။သူဖြစ်လျာမှာပညာသင်စဲဆိုရင်လည်းပညာကို ဆုံးခန်းတိုင်ရောက်တဲ့အထိ ဒါမှမဟုတ်ဝင်ငွေရှိတဲ့အလုပ်ကိုင်တစ်ခုရရှိပြီးတဲ့အချိန်အချိန်စောင့်ခြင်းကအကောင်းဆုံးလို့အကြံပေးလိုပါတယ်။စိတ်ကူးရဲ့သမားတို့ပြောသလိုတူနကိုတဲဟုပြန်မာနေရနေရအဖြစ်မျိုးမှာလက်တွေ့ကျတော့မဖြစ်နိုင်ကြောင်းကိုသိထားပါလိမ့်မယ်။တယောက်မျက်နှာတယောက်မြင်လျင်မတင်းတိမ်သေးတဲ့ဖွဲ၊ထမင်းမြိန်စေးတဲ့ဖွဲဆိုရက်တချင်းတွေကလိုလေလက်တွေ့ကျတော့အချစ်သူနှစ်ဦးတယောက်မျက်နှာတယောက်ကြည့်နေုံနဲ့ထမင်းဝနိုင်မှာမဟုတ်တဲ့အတွက်အင်တာဥကာလာစာဝန်နေရီကိုလက်တွေ့ကျကျဖန်တီးရမှာဖြစ်ပါတယ်။ဆိုလိုရင်းကယောက်ျားလေးတယောက်အင်အောင်ပြုတော့မယ်ဆိုရင်အလုပ်ကိုင်းဝင်ငွေတခုခုရရှိအောင်ရှေး ူးစွာလုပ်ရင်အရေးကြီးလာပါတယ်ရှင်တို့ပညာသင်ကြားပြီးဆုံးပြီးအလုတ်ကိုင်းနဲ့အခြေချပြီးဆိုရင်တော့အိမ်အောင်ပြုနိုင်ပြီလို့ယူဆပါရယ်ဒီအချိန်လေးရောက်ရင်အသက်25နှစ်မှ28နှစ်ဒါမှမဟုတ်28နှစ်အရွယ်သို့ရောက်နေပြီဖြစ်တဲ့အတွက်ရှင်အသက်ရွယ်သည်ပင်လေယောက်ျားလေးတယောက်အိမ်အောင်ပြုရင်အချိန်ကောင်းဖြစ်တယ်လို့ယူဆသင်ပါတော့တယ်အိမ်အောင်ဘက်ရွေးချယ်ခြင်းအကြောင်းကိုဆက်လက်ဆွေးနွေးကြပါစို့ အင်အားပဲရွေးချယ်ခြင်းဆိုဒီမှာဘလို့မှပေါ်ပေါ်ဆဆမဆုံးဖြတ်တဲ့ကိစ္စတစ်ခုဖြစ်ကြောင်းရှေးဥစွာတိထားမှာဖြစ်ပါတယ်။အခြေခံလွယ်ချက်တစ်ခုကထိမ်းများလက်ထက်ကြတော့မယ့်မိန်းကလေးနဲ့ယောက်ျားလေးနှစ်ဦးစလုံးစမ်းမတန်ဆွမ်းရေးပဲဖြစ်ပါတယ်။ဒီနေရာမှာစမ်းမချင်းချမ်းကိုထပ်ဆင့်ရှင်းလင်းရန်လိုပါမယ်။လူတစ်ယောက်ကနေထိုင်ကောင်းရုံနဲ့ပဂရိစမ်းမချင်းနဲ့ပြည့်စုံပြီလို့မဆိုနိုင်သေးပါ။တာမန်အားဖြင့်ရိပ်မိသရှိခြင်းမဖြစ်နိုင်သောယောဂဗျာများကင်းရှင်းရန်လဲလိုပါတယ်။ဥပမာမိန်းကလေးတစ်ဦးကသူရနေသောယောဂ၊တိမ်ယောဂ၊ရင်သာ၌ဖြစ်တတ်သောကင်းစာယောဂစသည်တို့ ရောဂါနှူးစဉ်အခြေအနေမျိုးဖြစ်နေတယ်ဆိုပါစို့ကာယကံရှင်ကိုရိုင်းပင်လည်းရုတ်တရက်မသိနိုင်တဲ့ကဲ့သို့အခြားလူများကလည်းဘလို့မှတန်တရားရှိကြမှာမဟုတ်ချေ ချင်းချက်သဘောဆိုခြင်းဆိုတခါတရံစမ်းကြဲသောအဖြစ်မျိုးလည်းရှိတတ်ပါသေးတယ်။မိန်းကလေးတူအားဆရာဝန်ကအိမ်အောင်ပြုလျင်သာသမီမရအောင်နေတကယ်လို့ပရိသတ်တွေတီးပြီးမှမွေးဖွားရလျင်အသက်အန္တရာယ်ဆွင့်ရတယ်လို့ချုပ်တင်သတိပေးထားတယ်။တိုင်းမဲ့အချိန်တန်ပြီးချစ်သူတွေ့တဲ့အခါမှာဆရာဝန်ရဲ့သတိပေးချက်ကိုမေ့ပြီးလက်ထပ်လိုက်တယ်။တနေ့ခန့်ကြာတဲ့အခါမှာမိန်းကလေးမှကိုဝင်ရှိပြီးလာဆေး၍မိဖွားချိန်မှာကောင်းစွာမဖွားနိုင်ပဲအသက်သေဆုံးသွားရှာတော့တယ်။ ဤဒီကမင်္ဂလိယခန္ဓာကိုယ်တိစားပုံတဘာဝမှာတာမန်မင်္ဂလိများနဲ့မတူဘဲတအိမ်အနေထားကပရိသတ်တွေကိုလွယ်ပြီးမွေးဖွားရန်ခက်ခဲသောအဖြစ်မျိုးကြောင့်ဆရာဝန်ကကြိုတင်တတိပေးထားခြင်းဖြစ်ဟန်တူပါရယ်မီတို့ပင်ဖြစ်စေလက်မထက်မီကျမ်းမာ၏အခြေအနေစင်လုံးချောကောင်းမွန်ခြင်းရှိမရှိကြိုတင်ဆန်းသက်ခြင်းကအကောင်းဆုံးဖြစ်ပါれအနောက်နိုင်ငံများဆိုရင်အခုခါသတို့သမီးလောင်းသတို့သားလောင်းတို့ကမိမိတို့ဆန္ဒအလျောက်အင်တာဗျူးရန်တင်မသင့်ဆရာဝန်နဲ့ကျမ်းမာ၏စစ်ဆေးခံတတ်ကြပါれသူတို့အနေနဲ့ဒီကိစ္စမျိုးကိုရှက်စရာမဟုတ်ဘူးလို့ယူဆနေကြပါပြီ။ မိန်းကလေးများနီးတူသူတို့သားလာရောက်ကြလေးရလေလက်ထက်ခါနီးကျမ်းမာရေးအခြေအနေကောင်းမွန်နေရန်လည်းလိုအပ်ပါတယ်အထူးသဖြင့်အိုင်အင်ဆုပ်ယုတ်တဲ့သောကာလာသာယောဂါများရှိမရှိအစစ်ဆေးသိရှိရန်အရေးကြီးတယ်။တကယ်လို့ယောဂါတစုံတရာကမြေများပဲနှူးစေကားမှုရှိနေတယ်ဆိုပါကယင်းယောဂါကိုစနစ်တကျကုသရန်အရေးကြီးတာဖြစ်ပါတယ်။ ကလာသားယောဂအကြောင်းကိုထည့်သွင်းရေးသားရခြင်းကဒီယောဂရီကအင်တာဗျူးပြီးတဲ့နောက်ပိုင်းရလာလက်တန်းသောသားသမီးများမှစပြီးသားစဉ်မျိုးဆက်အညွန့်တုံးနိုင်လောက်အောင်ကြောက်စရာကောင်းတဲ့အတွက်ကြောင့်ပါအထူးသဖြင့်အသက်နှစ်ဆယ်နှစ်နဲ့နောက်ပိုင်းအင်တာဗျူးသောယောက်ျားလေးများကလူငယ်တဘာဝအပျော်ပါလိုက်စားရမှမကောင်းသောမိမများနဲ့ပျော်ပါဆက်ဆံမိပြီးကလာသားယောဂကူးဆက်ရရှိတတ်ကြတယ်တခါတည်းကာယကံရှင်ကိုရိုင်းကလက်တလောခံရတဲ့ဂနိုရီယာလို့ခေါ်တဲ့စိပုညောင်းကြယောဂဆစ်ဖလစ်ယောဂများမဖြစ်တဲ့အတွက်ယောဂဘိုးရှိနေမဲမသိပဲဖြစ်နေတတ်တယ် ို့တို့ယောဂမရှိဘူးလို့ထင်မဲ့လျက်အိမ်အောင်ပြုလိုက်ပြီးကမှကလာသားယောဂပိုးများကမိန်းကလေးထက်ကူဆက်ရရှိပြီးနောက်ပိုင်းမှာဒုက္ခတွေ့တတ်တာပဲဖြစ်ပါတယ်။ ဆိုင်းသူရဲ့မိတ်ဆွေတူလူပြိုចောင်းသားဘွားကအပျော်ပါလဲမလိုက်စားမြည်သည့်မိမနဲ့မှလည်းဆက်ဆံခြင်းမပြုဘူးသောလူပြိုစင်စစ်ဖြစ်လင်ကစားចောင်းမှာဆရာဝန်ကကျန်းမာရေးစစ်ဆေးတဲ့အခါမှာသူ့ရဲ့သွေးမှာ positive ဖြစ်နေကဆစ်ဖလစ်လို့ခေါ်တဲ့ကာလာသားရောဂါပိုးရှိနေကြောင်းတွေ့ရဖူးတယ်။ဆရာဝန်ရဲ့ပြောပြချက်အရအဒီဖြစ်မျိုးမှာသူ့သူရဲ့ဖခင်ဒါမမို့ဘိုးရီတို့ထံမှမျိုးရိုးစင်စစ်ကြောင့်ကာလာသားရောဂါပိုးများသူ့ရဲ့သွေးထဲမှာရရှိနေတယ်လို့ဆိုရတယ်။ ကလာသာယောဂာမြီသည်သားစဉ်မြေဆက်လိုက်ပြီးဒုက္ခပေးနိုင်ကြောင်းထင်ရှားစေတဲ့အတန်တကပဲဖြစ်ပါတယ်။ထို့ကြောင့်အင်တာဗျူရောမဲ့အမျိုးသားကောင်းယောက်ျားပြူတို့ကမိမိတို့၌ကာလာသာယောဂါရှိမရှိစစ်ဆေးကြည့်ရန်လည်းအရေးကြီးလာပါတယ်စစ်ဆေးပြီးယောဂါရှိကြောင်းသိရရင်ရှက်စရာလိုသဘောမထားဘဲပျောက်ကင်းအောင်ကုသရမှာဖြစ်ပါတယ်အခုခါမှာစိတ်သိပ္ပံပညာတိုးတက်လာတာနဲ့အမျှအစွမ်းအာနိသင်ထက်မြက်လာတဲ့ခင်မီစေဝါများပင်နစ်စလင်း အန်တီဘိုတစ်ဆီဝါများလည်းပေါ်ပေါက်နေပြီဖြစ်တဲ့အတွက်ကလာသားယောဂါကိုအခုခေတ်ဆရာဝန်များကနိုင်နင်းစွာ ကုသနိုင်ကြပြီပဲဖြစ်ပါတယ်။ဤသို့ယောဂါကင်းရှာ ကုသခြင်းကမိမိချင်းမြတ်လို့၍လက်ထက်ယူရမယ့်မင်းကလေးအတွက်အကျိုးပြုရာလည်းရောက်ပါတယ်။ ထို့များမကသည်လာလက်တန်သောသားသမီးများ၎င်းမှတဆင့်မြေးမြင့်များထီအောင်ကလာသားယောဂါဆိုးမှအချို့တင်ကာကွယ်ပေးရလဲရောက်ပါတယ်။မြည်သည့်ယောဂါများမရှိချမ်းကိုစီစီယာ၌တွေ့ရှိရင်ကစိတ်ချရလောက်ပြီးဖြစ်တဲ့အတွက်အိမ်အောင်ပြုရန်ကျန်းမာရေးရှူရာမှာတင်တော်ပြီလို့ဆုံးဖြတ်ချက်ချနိုင်တာဖြစ်ပါတယ်။ကျန်းမာရေးစစ်ဆေးသောအခါမှာမိန်းကလေးသောယောက်ျားလေးပါနှဦးစလုံးစစ်ဆေးရင်အကောင်းဆုံးဖြစ်ပါတယ်။ထို့သောစစ်ဆေးရင်နှဦးစလုံးကောင်းစွာကျန်းမာတန်ဆွမ်းပြီးယောဂါကင်းရှင်းနေဆိုရင်တော့တာယာချမ်းမြေသောအိမ်အောင်ရေးအတွက်အခြေခံလိုအပ်ချက်တစ်ခုပြည့်စုံပြီလို့စိတ်ချနိုင်တာဖြစ်ပါ ါပါတယ်။အာရောဂျန်ပရမလာဘန်ဆိုတဲ့စကားကအခခတ်သိမ်းမှလာသည်ဖြစ်တဲ့အတွက်အိနာဥကလာမှာလည်းအထူးသဖြင့်တန်ဖိုးရှိလာတယ်လို့မှတ်ယူတင်တာဖြစ်ပါတယ်။ အာရွန်ချန်ပရမန်လာဘန်ဆွဲစကားကအခခက်သိမ်းမှန်လာသည့်ဖြစ်ရာအင်နာဥကလာမှာအထူးသဖြင့်တန်ဖိုးရှိလာတယ်လို့မှတ်ယူသင်ပါတယ်။ချိန်မြလက်ထက်မဲ့သူတို့သားသူတို့သမီးလောင်းနှစ်ဦးစလုံးကကျန်းမာရေးနဲ့ပြည်စုံကောင်းမွန်သည်ဆိုပါစို့။အင်တာဘက်ရွေးချယ်ရာမှာအခြားလူအချက်များရှိပါသေးသလား။ရှိပါသေးတယ်လို့ပင်ဖြစ်ရပါလိမ့်မယ်။အထူးသဖြင့်ရာသက်ပန်စနီမောင်နှံဖြစ်ဆက်ဆံပေါင်းတင်သွားကြမယ့်သူများဖြစ်လက်ထက်ပြီးဘာမှမကြသေးမီတူးနဲ့တူးစိတ်သဘောထားချင်းမတိုက်ဆိုင်မှုတယောက်နဲ့တယောက်ပင်ကိုစီရိုက်ချင်းမတူညီမှုအစသီတို့ဖြစ်ပေါ်လာ ပါမူသူတို့ရဲ့အိမ်အောင်ရေးဘဝကစစောကစိတ်ကူးရင်ခဲ့သလိုတာယာချမ်းမြေ့နိုင်မည်မဟုတ်ချေ ဆလဝင်ဖိမမဲခင်ကားကွယ်ဆိုသလိုပင်အဖြစ်မျိုးတွေကအခုခေတ်အိနာရှယ်စနီးမောင်းနဲ့ငငယ်ရရအများပြား၌အကြုံရခြင်းမှာအထက်ဖော်ပြပါလင်းနဲ့မရစိတ်သဘောထားခြင်းမတိုင်းဆိုင်မှုတိဟုသောပฏิပက္ခပြင်းထန်ရာမှပောက်ကွဲလာရခြင်းပဲဖြစ်ပါတယ်။ထို့ကြောင့်အိနာဘက်ရရမှာမိန်းကလေးနဲ့ယောက်ျားလေးတို့ကတူးနဲ့တူးစိတ်သဘောထားခြင်းတိုင်းဆိုင်မှုလူတဘာဝစရိုက်ခြင်းလုံးဝမတူစေကမှုတယောက်ပေါ်တယောက်ခွင့်လွှတ်နိုင်မဲ့အစဉ်မျိုးရှိလောက်ရန်လဲလိုအပ်ချက်တစ်ခုဖြစ်ကြောင်းထင်ရှားနေပါတယ်။ ကောင်းပြီတရားနဲ့တရားစိတ်သဘောထားချင်းတိုက်ဆိုင်မှုရှိမရှိဘလို့လေးလာသိရှိနိုင်ရပါမလဲလို့မေးဖွယ်ရှိပါတယ်လွလွယ်နဲ့မသိနိုင်ပါဟူ၍ကဝန်ခံရပါလိမ့်မယ်ဒါပေမဲ့စိတ်ရှိရှိထားပြီးလေးလာရမှာဖြစ်ပါတယ်အထူးသဖြင့်လူတရားရဲ့စိတ်နေစိတ်ထားတဘာဝဆိုင်တို့ကိုတူတောင်းသောအချိန်ကာလအတွင်းမှန်ကန်တိကျစွာဘလို့မှသိရှိနိုင်မည်မဟုတ်ချေ တို့ဖြစ်လေရရင်ကိစ္စကိုအချိန်ယူ၍လေ့လာရမှာဖြစ်ပါတယ်ဒီနေရာမှာရှင်းမြတ်မာလူအဖွဲ့အစည်းရဲ့ယဉ်ကျေးမှုအစဉ်လာတစ်ခုဖြစ်သောအပြုနဲ့လူပြိုချစ်ကြိုက်ပြီးသုံးနှစ်သုံးမိုးတမိစားပွားနဲ့နေကြခြင်းအလေကအလွန်တင့်လျော်ကောင်းမွန်လာကြောင်းထင်ရှားနေပါတယ်ယောက်ျားလေးတယောက်ကအမင်းကလေးတယောက်အားမျက်စိကြပြီးဆိုရာတပ်ပတ်အကျဉ်းလင်းများဖြစ်လက်ထက်ပေါင်းသိရန်စိတ်ကူးပါတယ်စိတ်ကူးတဲ့အတိုင်းလေမင်းကလေးရဲ့ချစ်ချင်းမြတ်တာကိုရရှိရန်လူပြိုလှဲ့တယ်မင်းကလေးကစကားဆလာတဲ့ကိုလူပြိုအားသဘောကျပြီးလက်ခံစကားပြောခြင်းမင်းကလေးအိမ်သို့လာရောက်လေပတ်တီကိုခွင့်ပြုခြင်းရီမွန်စွာစကား ားပြောချင်းစသည်တို့ကိုလာရောသည့်တိုင်အောင်ထိုမင်းကလေးနဲ့ယောက်ျားလေးတို့ကချက်ချင်းလက်ငယ်လက်ထပ်ပေါင်းတင်ကြသည်မဟုတ်ချေ။၃နှစ်၃မိုးသမီးစားဖြစ်စီကံထိန်သိမ်းရနေကြခြင်း ယောက်ျားကလေးကသူတို့ဇနီးမောင်နှံတီချအိမ်ခွဲနေရင်စာဝတ်နေရေးအတွက်ဖန်တီးနိုင်ရဲ့အတန်မိုးအကြစီပွားရေးလုပ်ငန်းတစ်ခုခုကိုစူးစမ်းပြီးဖန်တီးတာပါ။တစ်ချိန်တည်းမှာပင်သုံးနှစ်တာကာလအတွင်းတယောက်ကိုတယောက်စိတ်နေသဘောထားအယူအဆအစသီးတို့ကိုလေးလာအကဲခတ်ကြတယ်။တယောက်ကြောင့်တယောက်မသိမသာစုံစမ်းကြတယ်။ဤများအချိန်ကာလကြာကြာရာချင်းကြောင့်လေးလာစုံစမ်းလို့သမ ्या ကိုကောင်းစွာသိရှိရတဲ့အတွက်နှစ်ဦးစလုံးမှာဂျိနတ်နှစ်သက်ဖွဲ့ရအချက်လက်များသာမက ချုပ်ရင်းချက်အားနည်းချက်များကိုပါနားလေရိပ်မိလာပါတယ်။ဒါပြင်ဤသို့အချိန်ဆွဲထားခြင်းအဖြစ်ကာကရှင်အူရဲ့ချစ်ကိုလည်းမှတ်ကြောက်တင်စစ်ဆေးခံပြီးဖြစ်သွားနိုင်ပါတယ်။ဖူနေမလူချင်းတွေ့တွေ့ချင်းတက်မှတ်သောကောက်ရိုးမီလိုတဟုန်တိုးခိတမြတောက်လောင်သောအချက်မျိုးဖြစ်ပါမှုထိုကလာအတွင်းပြက်ပြဲသွားနိုင်တဲ့တနည်းအားဖြင့်၃နှစ်တတိုင်းဆောင်ရန်စိတ်မရှိဘဲနောက်ထပ်အချက်သစ်တူတွေ့ကအိမ်အောင်ပြူသွားကြခြင်းမျိုးလည်းရှိတယ်။ဒီလိုဖြစ်သွားရင်လည်းဝန်နေစရာမရှိပေ။စစ်မှန်သောအချက်မဟုတ်ရှားသက်ပံအတူလက်တွဲသွားတင်သောစုံတွဲမဟုတ်ဘူးလို့စစ်ဆေးသွေးရှိအဖြစ်ထွက်ပြီးသားလည်းဖြစ်နိုင်တယ်။ ်သုံးနှစ်ဆောက်ရခြင်းရဲ့အဓိကတန်ဖိုးကယောက်ျားလေးနဲ့မိန်းကလေးတစ်သက်လုံးဆက်ဆက်ပေါင်းတင်သွားနိုင်လောက်အောင်စိတ်သဘောထားချင်းတိုက်ဆိုင်မှုရှိမရှိအကဲခတ်သိနိုင်ခြင်းပင်ဖြစ်ပါတယ်။တယောက်ရဲ့ချုံရင်ချက်များကိုလည်းတယောက်ကသိရှိရတဲ့အတွက်အချင်းလင်းများပွားမှာခွင့်လွှတ်နိုင်မှာမဟုတ်ကိုကိုကိုပြန်ပြီးမေးမြန်းအဖြေထွက်လာနိုင်တယ်။ဤကဲ့သို့အချိန်ယူလေးလာမှလည်းမှန်ကန်သောအဖြေထွက်လာပါမယ်။ထို့သောမဟုတ်ပဲရှီလောကြီးစွာ အခုတွေ့အခုကြအခုလက်ထပ်ယူကြမယ်ဆိုရင်တော့အထက်မှာဖော်ပြခဲ့သလိုမှတ်ချောက်တင်စစ်ဆေးခံရမရောက်တဲ့အတွက်နောက်ပိုင်းကျမှနှုတ်စလုံးစစ်ဆေးရစရာအဖြစ်မျိုးများသာမလွဲမသွေကြုံတွေ့ရမှာဖြစ်ပါတယ်။တူနဲ့တူစိတ်သဘောထားချင်းတိုက်ဆိုင်မှုရှိရမယ်လို့မဆိုလို့လူတူချင်း တူးနဲ့တူမတူတဲ့သဘာဝဆရာအရာအယူအဆတွေးခေါ်ခြင်းထပ်တူရှိရန်လည်းလက်တွေ့အဖြစ်မဖြစ်နိုင်ပါချင်းအရေးကြီးတာကတော့တယောက်ရဲ့အယူအဆတွေးခေါ်များနဲ့ပတ်သက်ပြီးကြံတယောက်ကအိမ်တော်ဘက်ကျင်ပေါ်ဘဝအဖြစ်တီးခန့်ခွလွန်နိုင်ရမင်းဖြစ်ပါတယ်ပုထုဇဉ်လူသားမှန်သမျှချွရင်ချက်ရှိကြသည်တာဒီဆိုတဲ့သဘောတရားကိုလက်ခံပြီးတော့မိမိရဲ့အိမ်တော်ဘက်မှာရှိနေတဲ့ချွရင်ချက်များကမကြီးကျယ်လာတဲ့အတွက်ခွလွန်နိုင်စရာမရှိဘူးလို့သဘောထားနိုင်ရင်ပြည်လေလောက်ပါပြီ ထို့ကြောင့်အင်အားဖက်ရွေးချယ်ရေးနဲ့ပတ်သက်ပြီးဖော်ပြခဲ့ပြီးတော့အချက်အလက်များကိုချုံ၍ကောက်ချက်ကြားကြည့်လိုက်တဲ့အခါမှာအဓိကအားဖြင့်အောက်ပါချက်သုံးချက်ကထရပ်ပေါ်လာမိပဲဖြစ်ပါတယ်။နံပါတ်1အသက်ရွယ်ကွာခြားမှုရာတင်တော်ခြင်းနံပါတ်2ကျန်းမာရေးနဲ့ပြည့်စုံခြင်းနံပါတ်3တူးနဲ့တူးစိတ်နဲ့သဘောထားရာကိုင်ညီခြင်းရင်းချက်၃ချက်ကိုအခြေတည်ပြီးတော့အိမ်တော်ဘက်ရွေးချယ်မည်ဆိုပါကအတရာချမ်းမြေသောအိမ်ထောင်ရေးစီတို့မျှော်မှန်းခြေလှမ်းလမ်းရန်အတွက်အထိုက်အသင့် တင်ဖြစ်ပြီလို့ဆိုနိုင်ပါတယ်။သို့တော့ပြည်ပြည်စုံပြီးဟူရကမယူစားတဲ့တဲ့လူသားမှန်သမျှမကင်းနိုင်တော့အခြေအနေနဲ့အိမ်တော်ရေးကိုရှေ့ခံမှာဆက်လက်ပြီးဆင်းနေသွားမှာဖြစ်ပါရဲ့ရှင်။